။ပိုင်ကြီးဟာရဲ့ရှင်သခင်မကြီးဖြစ်တဲ့အမေကဝလောကဝချမ်းဖြစ်အောင်ပြောထွက်တာ။အမေမရှိပြီပဲကျွန်တော်ရှင်တယ်။မြို့သားအဲ့ဒီအချိန်မှာတော်တော်နေမကောင်းဖြစ်နေတဲ့အချိန်လေး။တန်ညာလည်း तू ကဟိုတိချဲ့မူရလုပ်ရင်မင်းသမီးလုပ်ရင် तू ကအမြင်အားအပေးလာတယ်။ဟိုတိချဲ့အကယ်ဒမီရာတော့ဆို तू ထပြီးတော့ခုံတယ်လေအဲ့ဒါလေ။ငါတောင်မသိသေးဘူး။နင်ကမွေခွဲနေတာလား။ 24နှစ်ကြာပြီးတော့မှ Teacher Academy ရတာပေါ့เนาะအဲ့တော့ तू ကနေပြီးတော့နေဟာဟိုချေမေတွေ့တက်ပေါက်ပြီးเนาะမေတွေ့တက်ပေါက်ဘူးเนาะအဲ့နဲ့ဟိုပုံမှန်စင်မမပြောတဲ့ခါကျတော့ကျမဒီနေ့မေတွေ့တက်ပေါက်ပါပြီလို့အာစင်မမပြောလိုက်သေးတယ်เนาะဒီချက်ကိုနိုင်ကလည်းပေါ့เนาะဟိုဒီလိုဇလန်းတွဲလေးတွေ ရိုက်ချင်တယ်တချို့အမှုပညာကိုပေါ့နော်အရန်လဲဝါသနာပါလေဝါသနာပါလို့လည်းတက်15နှစ်လောက်ခရီးရတချို့အမင်းသမီးလောက်ခဲ့တာပေါ့နော်အဲ့တော့အရန်လဲယူသွက်ခဲ့တယ်အဲ့တော့ဒီလိုအမှုပညာနဲ့ပတ်သက်လို့အခုလိုကြည်နေရတာအဲ့တီနေလုံနေရတာဟိုပဲကိုကအဲ့ဒါကိုပဲကိုကပျော်တယ်သဘောကျတယ်တထေးမကြီးပေါ့နော်ဒါပေမဲ့တို့ကဟိုအစံတော့ချမ်းသာတယ် ဒါပေမဲ့ဟိုနည်းနည်းပေါ့နော်တတိမိုက်တွေဖြစ်တဲ့သူ့ရဲ့စိတ်ကတော့နည်းနည်းတော့စီကန်းရှိတယ်မြင်မာတယ်သားသမီးတွေကိုချစ်တယ်အဲအဲ့လိုနေရာနေတယုတ်ဆောင်ပါပေါ့နော်ဘာအစ်စ်တန်းမှမရှိတယ်မိမတယောက်တည်းနဲ့အခုအိမ်မောကနေဆင်းတော့မယ်လေအဲ့ဒါဆင်းမစေသွားဘုံဝင်မြင်တာတော့မဟုတ်ဘူးသူကငါအခြေအနေကဒီလိုဟာမျိုးဒီလိုလူတွေလူယူတယ်ဆိုတော့ဒေါသပောက်ကွဲရတာလေ အဲ့ဒါမျိုးတွေပေါ့နော်အဲတရုပ်ဆောင်ရတယ်ဒါပေမဲ့သာသမီကိုဒီလိုပြောလိုက်ပေမဲ့မိဘဆိုရင်မေတ္တာသာသမီပေါ်မှာဒီလိုအိမ်မောကနေတက်တက်လုံးမလာခင်နဲ့နှင်ချလိုက်ပေမဲ့အများနဲ့မေတ္တာတရားရှိနေတယ်ဆိုတာလေးကိုဖော်ပြထားတယ်ကျွန်တော်လိုတားမိုက်ကိုတော့မှခွင့်မလွတ်ပါနဲ့ကိုကတော့ကြိုပြီးတော့ပြင်ဆင်ထားတာပေါ့ဓမ္မဒီကားကိုရိုက်ချင်လုံလုံသားကိုကလေလက်ခံပြီးရိုက် ရိုက်ကူးခဲ့တာပေါ့နော်အဲ့ဒီအချိန်ခါမှာကိုယ်စိတ်ကအဆင်မပြေနေဘူးအပြင်မှာဘာလို့အဆင်မပြေလဲဆိုတော့ဟိုအမျိုးသားအဲ့ဒီအချိန်မှာတော်တော်နေမကောင်းဖြစ်နေတဲ့အချိန်လေအဲ့သူနေမကောင်းဖြစ်နေတဲ့အချိန်စေယုံခဏခဏတော်နေရတယ်နေငရစိတ်သက်ွယ်ကိုယ်ကရိုက်ချင်လို့အဲ့ချင်လို့ကရိုက်လိုက်တယ်တန်ညာလဲသူကဟိုတိချက်မူရလောက်ရင်မင်းသမီးလောက်ရင်သူကအမြင်အားအပေးလာတယ် ဟိုတချက်အကယ်ဒမီຢာတော့ဆိုသူထပြီးတော့တော့ခုံတယ်လေအဲ့ဒါလေအဲ့တော့တချက်ပြေးပြီးလာပြောတယ်အဲ့တော့အကယ်ဒမီဘွဲမှာလေအဲတချက်အကယ်ဒမီရလိုက်တာကအသက်52နှစ်ကြာမှတချက်အကယ်ဒမီရတာအမှုပညာလောကထဲမှာတချက်ဖြတ်တန်းခဲ့တာအ 24နှစ်ကြာပြီးတော့မှတီချာအကယ်ဒမီရတာပေါ့နော်အဲသူလည်းအရန်ဝင်းတာသွားတယ်အဲ့တော့ပထမဆုံးအကယ်ဒမီကတမီးနဲ့အမီများမှစပြီးတော့ရခဲ့တာသူအရန်ဝင်းတာပြီးတော့လေအသက်40ကျော်မှအကယ်ဒမီရတယ်တီချာပေါ့နော်ရုပ်ရှင်သက်တမ်း24နှစ်ကြာမှအကယ်ဒမီရတယ်အဲ24နှစ်တော့အကရပါဘူးအဲ့ဒီ ဟိုတီချဲ16နှစ်15နှစ်တည်းကမင်းသမီးဖြစ်တာဆိုတော့လေအဲ့တော့ तू ကနေပြီးတော့နေဟိုချေမေတွေ့အတက်ပေါက်ပြီနော်မေတွေ့အတက်ပေါက်ပြီနော်အဲ့နဲ့ဟိုပုံမှန်စင်မမပြောတဲ့ခါကျတော့ကျမဒီနေ့မေတွေ့အတက်ပေါက်ပါပြီလို့အာစင်မမပြောလိုက်သေးတယ်နော်အဲ့စကားလေးကတော့မှတ်မှတ်ရရလေးပေါ့နော်ဟိုတကယ်တမ်းတော့စူးစမ်းရင်အသက်ပဲဘယ်လောက်ရရဟိုပေါ့နော် ဟိုကိုကဒါကိုတဆိုင်မှိုက်မှိုက်လေးလုပ်မယ်ဆိုရင်ဟိုအောင်မြင်နိုင်ပါတယ်ဆိုတာကိုပြောချင်တာပါအဲ့တော့ဒီကားလေးရိုက်တော့လေအခန်းကပါဝင်တဲ့အခန်းကိုကန္နာနဲ့မှာလှုပ်ဆောင်ရတဲ့အကွက်ကအရေးကြီးတဲ့အကွက်တွေပါတဲ့ခါမှာလေသူကလေတော်တော်မကြမ်းမမှဖြစ်နေတဲ့အချိန်မှာဆိုတော့လေဒီချက်ရိုက်တာရဲ့ရတယ်စိတ်ကမဖြောင်းဘူးပေါ့နော်အဲအိမ်မှာဘာဖြစ်လို့ဆိုတော့သူ့တယောက်တည်းထားခဲ့ရတာလေဘူးမှမရှိဘူး အဲဒီမှာထားခဲ့ရတယ်ဆိုတော့ဒီချက်အင်းကခလီမလေးကိုခေါ်သွားပြီညနေထမင်းစားချိန်ဆိုပြန်ပို့ပါပါပါပေါ့နော်ဘာလို့သူကလည်းစိတ်ချသွားစိတ်ချသွားဆိုတော့ဟိုအနုပညာရှင်တယောက်ကအလုံးလုံးတယ်ဆိုစိတ်ကိုအားလုံးကိုမေ့ထားတော့ဒီချက်အကုန်လုံးကိုမေ့ထားပြီးတော့အဲ့ဒါလေးကိုကျွတ်ကျွတ်ဆက်ဆန်းနေအဲ့လိုလုံးလုံးခဲ့တခါလေးကျရင်ဒီချက်ပေါ့နော်ဟိုဒိုင်လော့တွေပဲပြောတဲ့ခါမှာဟိုပေါ့နော် ဟိုရှေ့နောက်ကလေးတွေလွဲသွားတာတွေပဲရှိတယ်အဲကိုမင်းကလည်းအရန်စ조사ပန်းစားနေသူလုံနေဆိုသူကလေ detail အရန်ဖြစ်ချင်တယ်ဒီ MC ကနေပြီးတော့အာ teacher ကိုလူတွေကဒီလိုပြောကြတယ်ဒီဟာလေးကောင်းနေဘာညာအဲ့လိုပြောတော့လေအရန်ဝင်တာမိတာပေါ့နော်အိုဒီဒီအသက်တည်ရရောက်ဝင်မယ်သူများချစ်ကျူးတန်ကြတယ်နုပညာရှင်ကသူများလက်ခုပ်တန်ကိုပဲကြားချင်တာပဲလေအဲ့တော့ကိုဘာလို့လဲဆိုတာသိချင်တာပေါ့နော်ဟိုဆက်လက်ပြီးတော့လေဟို အစင်ပြေတော့ဂျက်ကူးနေဦးမှာပါဒီမှာငါမှာတားသမီး၄ယောက်ရှိတယ်၄ယောက်စုံနေနေကြမှာ၄ပုံပုတ်ပြီးတော့တပုံစီကိုခွဲပေးမယ်မမီးနေနေရတော့ပေါ့နော်ဟိုဒီတကယ်သာပေါ့နော်ဒီဇလန်နဲ့မှာပေါ့နော်ဒီကလေးတွေကအဲ့လိုတွေဖြစ်နေတာဟိုကြည့်ပြီးတော့မဖြစ်စေချင်ဘူးဟိုကလည်းဟိုရင်း တာညီနန္ဒကလည်း तू ကလည်းမိမကို तू ကနောက်မိမကိုပို့ပြီးတော့ဦးစားပေးပြီးချစ်ချင်တော့ तू မှလည်းဟာမင်းတို့ကလည်းကွာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုနဲ့ तू မှ तू ကြည့်ပြီးစိတ်တွေရမ်းပင်မှန်နေတာပေါ့နော်အဲ့လိုလေအဲ့မှာမတတ်နိုင်တဲ့ဆုံးကြတော့အမေစီမှာအမွေတွေတောင်းတာပေါ့ဘာနေငါ့ကိုဒီလိုတောင်းနေလားဆိုတော့ရမ်းအံ့ဩဝါတယ်လေအဲ့အဲ့တင်ကတော်တော်ကိုပေါ့နော်ဟိုခက်ခဲတာမဟုတ်ပေမဲ့ပြင်ပြမို့လို့တယ်လေအရန်ချက်သေးသေးပြီး तू ဟို ေငါ့ကိုအမွေတောင်းနေလားဆိုတော့အရန်အံ့ဩသွားတဲ့ဟာမျိုးတွေပေါ့နော်နောက်ပြည့်စုံ तू ကဖြစ်တယ်ညာဖြစ်တယ်လင်းညိုးထိုးပြီးပြောလိုက်တော့မှလေအရန်စိတ်ထိကြိုက်သွားတာလေပထမကလည်းတမီးကတခါတောင်းမိပြီလေအဲဟိုအဲ့လိုဟာမျိုးဖြစ်သွားတော့ तू ရှေ့မှလည်းဒီလိုတွေအဆင်မပြေတာတွေတွေ့ခဲ့တာဆိုတော့ तू ဆုပြီးတော့အဲ့ဒီမှာနေအဲပေါ့နော်သူ့ရဲ့သူဖြစ်ချင်တာနဲ့အခုဖြစ်နေရတဲ့တခြားစီဆိုပြီးတော့အရန်ရင်ွယ်ပြီးတော့လေဟို ဟိုတင်ဟိုရင်းဖြစ်ပြီးနှလုံးရက်ပြီးတော့အဲ့လိုသေသွားတာဆိုးသွားတာပေါ့နော်ဘိုင်ဒီဟာရဲ့ရှေ့တခင်မကြီးဖြစ်တဲ့အမေကဝလုံးကိုဝချမ်းဖြစ်အောင်ပြောထွက်တာအမေမရှက်ပြီးမှကျွန်တော်ရှက်တယ်စိတ်ထင်မှရတာလေဒါဟိုကိုလှုပ်ထင်တိုင်းလှုပ်ကယ်ဆိုပေမဲ့စိတ်ထဲမှာမှုထည့်ရတာပေါ့နော်စိတ်ထဲမှာမှုထည့်ပြီးတော့ခန်းစားချက်တွေဟိုမြေဘာတွေကိုအဲ့ဒီမှာနေချက်ချင်းမြေကိုဝိုင်းလာတာလေအဲ့လိုတွေဖြစ်ပြီးတော့လေ အဲ့ကြောင့်ငိုချလိုက်ခါမှာအသက်ကိုမရှူနိုင်တော့ဘူးလေအဲ့လိုဖြစ်သွားတာပေါ့နော်တီချဲကတော့ပေါ့နော်ဟိုခုနပြောသလိုပေါ့နော်ဒီ MCO ပြောခဲ့သလိုတီချဲလှုပ်လာတဲ့နှစ်ကအကြပြီဒါပေမဲ့ပေးသက်တည်းဟာတီချဲကားပြလိုက်တဲ့ခါမှာဟိုတီချဲရဲ့လှုပ်ဆောင်မှုလေးကို ပေါ့နော်ဟို ဟိုဒီချက်စူးစမ်းမှုလေးကိုအတိမတ်ပြုတ်ပြီးတော့ဟိုလိုအပေးစကားတွေအဲကို MC ကကိုတိုင်ကလာပြီးတော့ဒီလိုလေးပြောပြပါအောင်ဆိုဒီချက်အရင်ထဲမှာလေးဖို့မပြနိုင်တဲ့ဝန်တာမှုတွေဒီချက်အရန်ဖြစ်မိပါတယ်။ဘာလို့ဆိုဒီချက်ကလေအမှုပညာကိုအရန်ယူသွတ်တာ။ဟိုအဲ့ဒါလုံနေရင်ပျော်နေတာပဲလေ။အဲ့ဒါ။အဲ့တော့ယူသွတ်တာဆိုတော့ဒီချက်မှာပေါ့နော်။ဟိုဘယ်လိုခေါ်မလဲ။ဒီအမှုပညာနဲ့ပတ်သက်လို့ တချဲကမေးပြောက်သွားတာတွေအငါမလုံးချင်တော့ဘူးအင်္ဂါတော့မဖြစ်ပါဘူးတိချဲခုနပြောသလိုပဲလေအတိချဲလုံနိုင်တဲ့အနေထားတိချဲကျမ်းမာရေးလေးကောင်းမင်းအဲ့လိုဟာပေါ့နော်ရှိနေတော့တိချဲကအမြဲတမ်းပဲအမှုပညာကိုအမြဲတမ်းလုပ်သွားမှာပါဟုတ်ကဲ့ပါဘာမှမလုပ်ရပါဘူးဒီမှာပဲအင်ဖီဗီနော်ဟုတ်တယ်တော် ရှင်နဲ့စကားမပြောတော့အချိန်ကုန်တယ်။အမ်တချက်ကဒီလိုပေါ့နော်ဇလန်းကိုတော့တိတော့တိထားတယ်ဒီအပိုင်းနေရိုက်တော့တချက်မပါဘူးလေ။ဒါပေမဲ့အခုလိုတချက်ကြီးလိုက်တဲ့ခါမှာဟိုသူကလည်းရမန်ပိုင်းပိုင်းဆိုဟိုနေတကောကလည်းသဘောကျတယ်ချစ်တယ်။အဲဒါပေမဲ့ဟိုဘက်ကလည်းဒီဘက်ကလူရသူ့ကိုဒီလိုနှိမ့်ကွထားသူကလည်းမာနတစ်ခုနဲ့သူကလက်မခံဘူး။အဲဒါတော့ဟိုတော့တချက်ကြည့်ပြီးတော့လေ ဟဲ့ तू ကလည်းအဲ့လောက်ကြီးမနာပြင်းနေလက်ခံလိုက်တော့ပေါ့အဲစိတ်တက်ရနေပေါ့နော်ဒါပိတက်တယောက်နေလေလीလက်ခံလိုက်တော့နောက်နေတခွန်လဲတစ်ချက်မြင်တာလေဟို तू တခြားကားတွေမှာအရန်အော်ဟဲ့ပါညာလေအဲ့လိုကြီးပောက်ကွဲတာတွေများအဒီကားမှာ तू ကငြိမ်ငြိမ်လေးနဲ့သူ့ရဲ့အခန်းကို तू ကပေါ့နော်ဟိုမျက်လုံးလေးနဲ့လေတန်လေးနဲ့အရန်ကြီးပောက်ကွဲတာမဟုတ်ဘူးတခန်းလောက်ပဲရှိမယ်အဲ့ဒါပောက်ကွဲအဲ့တော့အဲ့လိုတရုပ်ဆောင်သွားတာ တခြားကားတွေနဲ့မူကွဲပါတော့လေကြည်ရတာပို့ပြီးတော့ကောင်းပါတယ်လို့တခြားအဲ့လိုမြင်တာပေါ့ဒီကေကိုယ်တိုင်လည်းဒါဒီလိုချမပိုင်စုံနဲ့အဲ့လိုမျိုးရစီချင်းနေသူကလည်းဘာလို့ဒီလောက်မနာကြီးနေလာတာလဲဘောစိတ်ထဲကနေပြတော့လေအဲဘသူနဲ့မညာညာသွားမှလဲကိုကတော့ဇက်ကိုတိနေရတော့မှအဲ့လိုတွေဖြစ်တယ်ကောင်းပါလေဆရာကြီးဆရာမရှင်ပါလေသူရေးထားတာလေးလေဟိုသူ့ရဲ့စိတ်ကူးစိတ်တန်လေးတဲ့ကောင်းပါလေလို့တကယ်လေအဲ့လိုတော့သူချီးကျူးပါတယ်ငါတောင်မသိသေးဘူး နင်ကအမွေခွဲနေတာလားအမွေတောင်းနေတာလားအအခုဆိုလို့ရှိရင်ဒီချက်ပေါ်မှာမမေ့နိုင်မင်းနဲ့ဒီချက်ဒီကားလေးကတော်တော်ဒီချက်အမှုပြန်လောကနဲ့ကင်းကွာနေတာတော့ကြာပြီပေါ့နော်အအဲ့ဒီဟာကြည့်ပြီးတော့ပေးတတ်တွေကဒီချက်ကိုဟိုအားပေးကြတယ်အခုပေါ့နော်လက်ခံနေဒီချက်ဒီချက်လုတ်သားတဲ့အမှုရာလေးတွေဒီချက်ဒီလိုဖြစ်ဒီလိုတရုပ်ဆောင်တာလေးကိုအခုအားပေးတယ်ဆိုတာနဲ့ဒီချက်ရင်ထဲမှာလေဟို ခေါ်မပြနိုင်တဲ့ပီတိတွေအရင်ဖြစ်ပါတယ်။အော်မြမြင့်ခိုင်ဆိုတာသူတို့ဘုရားနော်အခုချိန်ကြီးတိနေပါလား။ဟိုဘောနော်ကိုကိုကိုဘုံဝင်မြင့်တာတော့မဟုတ်ဘူးလေ။အဲမြမြင့်ခိုင်ဆိုတာသူတို့ယင်ထဲမှာရှိနေပါလားဆိုတာလေ။ဟိုကလေးတွေဆိုဒီချဲတို့ကားတွေကိုကြည့်ချင်မှကြည့်ခဲ့ဘူးမှာလေ။အရင်တော့အအခုနောက်ပိုင်းပြန်ပြရင်တော့လည်းကြည့်ရမှာပေါ့နော်။အဲ့ဒါအဲ့ဒါလေးပါအဲ့ဒီလူတွေဖြစ်နေပါလားဆိုတဲ့ပီတိလေးတော့တစ်ချက်ယင်ထဲမှာ ဖို့မပြတ်နိုင်ဝင်တာမိပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အခုတော့ MC ကနေတချက်ကိုတခုတခါလာရောက်ပြီးတော့အင်တာဗျူးလုပ်ပေးတာလည်း MC ကလည်းတချက်အများကြီးကျေးဇူးတင်ပါတယ်ဟိုပိဋကကြီးကိုလည်းတချက်ကလေအခုအချိန်ဒီလေးစားလက်ပါအားလုံးကတချက်ကလည်းမင်္ဂလာပါလို့ကရဝပြုပါတယ်လေးစားပါတယ်ကျေးဇူးတင်ပါတယ်